ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ရုရှားသမ္မတဗလာဒီမာပူတင်အိန္ဒိယနိုင်ငံကိုရောက်ရှိလာပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ရုရှားဂျင်နယ်မဝယ်ဖို့ပြင်းထန်တဲ့ဖိအားတွေကြားကနေဝန်ကြီးချုပ်မိုဒီကပူတင်ကိုလေဆိပ်အထိကိုယ်တိုင်တွားရောက်ကြိုဆိုပြီးတပ်ထမံရေးရအလေးထားမှုကိုပြသလိုက်ပါတယ်။ဒီခရီးစဉ်ရဲ့အဓိကအကြောင်းအရာကတော့ဂျင်နယ်ပါ။အိန္ဒိယဟာရုရှားဂျင်နယ်ကိုအများဆုံးဝယ်ယူနေသူဖြစ်ပြီး ဒါဟာပူတင်ရဲ့စစ်ပွဲကိုငွေကြေးထောက်ပံ့ရန်ရောက်တယ်ဆိုပြီးထရန်အစိုးရကအိန္ဒိယကုန်ပစ္စည်းတွေကိုအခွန်25ရာခိုင်နှုန်းတိုးကောက်မယ်လို့တတိပေးထားပါတယ်။ဒါပေမဲ့ပူတင်ကတော့အမေရိကန်နဲ့ရုရှားစီကနျူကလ িয়ার လောင်စာဝယ်နေပြီးအိန္ဒိယကမှဘာလို့ရေနံဝယ်ခွင့်မရှိရမှလဲလို့ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်။ခေါင်းဆောင်တဦးဟာ2030ခုနှစ်မှာကုန်သွယ်မှုပမာဏဒေါ်လာဘီလီယံ100အထိရောက်ရှိဖို့ရည်မှန်းချက်ထားဆွေးနွေးခဲ့ကြပါတယ်။ကာကွယ်ရေးကဏ္ဍမှာတော့အိန္ဒိယရဲ့ကိုအားကိုကိုမူဝါဒအရာ ရုရှားလက်နက်တွေကိုဝယ်ယူရုံတသက်မဟုတ်ပဲနည်းပညာဖလှယ်ပြီးပူးပေါင်းထုတ်လုပ်သွားဖို့သဘောတူညီခဲ့ကြပါတယ်။ရုရှားဘဏ်တွေကလည်းပိတ်ဆို့မှုတွေကိုရှောင်ကွေးမှုအိန္ဒိယရူပီးငွေနဲ့ငွေပေးချေမှုစနစ်ကိုတိုးချဲ့ဖို့ပြင်ဆင်နေကြပါပြီ။ယူကရိန်းရင်းနဲ့ပတ်သက်ပြီးမိုဒီကအိန္ဒိယဟာဂျားနေနိုင်ငံမဟုတ်ပါဘူး။ငြိမ်းချမ်းရေးဘက်ကယက်တီတဲ့နိုင်ငံပါလို့ပါပါနက်နက်ပြောကြားခဲ့ပါတယ်။ပူတင်ကလည်းယူကရိန်းပဋိပက္ခဖြေရှင်းရေးမှာအိန္ဒိယရဲ့ကြိုးပမ်းမှုတွေကိုကျေးဇူးတင်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ ပူတင်ကလည်းဒီခီးစင်ဟာအနောက်အုပ်စုရဲ့ပိတ်ဆို့မှုတွေကြားကနေအာရှရဲ့အင်အားကြီးမဟာမိတ်နဲ့ဆက်ဆံရေးခိုင်မာနေစေဆိုတာကိုကဘာကိုပြသလိုက်တာပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ဖိအားတွေကြားကအိန္ဒိယရုရှားဆက်ဆံရေးဘလောက်ခရီးပေါက်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။